မန္တလေးမြို့မှာငရင်တန်းနှုတ်ခတ်ပြီးနောက်ပြိုကျအဆောက်အဦတွေရှင်းလင်းလှုံ့ဆော်ရမှာ88လမ်း42လမ်းနဲ့သိမ့်ပန်လန်တောင်ရှိ Great Wall Hotel ပြိုချရမှာစစ်ကောင်စီလက်အောက်ရှိမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုယုံကကန့်တက်နေပြီတတ်မှတ်ပေးကဘုံမ144ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ Hotel ပြိုချနေရမှာကန့်တက်နေပြီတာဝန်မှပမဝင်ရဘုံမ144စိုင်းဖုတ်ကိုချိတ်ဆွဲထားပြီးရှင်းလင်းလှုံ့ဆော်နေရလို့မန္တလေးမြို့ကတူထံကသိရပါတယ်။ အဆိုပါပုံမှန်တင်လေးလေးထုတ်ပြန်ရမှာ မန္တလေးမြို့သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးကတဆင့်ထုတ်ပြန်ရတဲ့အမိန့်ဖြစ်တာကြောင့်မလိုက်နာပါကပြည်မှုဆိုင်ရာဥပဒေပုံမှန်18ရက်နဲ့အရေးယူခံရနိုင်တယ်လို့ဥပဒေရေးရာနားလည်သူတူကပြောပါတယ်။ Green Wall Hotel ဟာနလင်းလှုပ်ခတ်မှုကြောင့်ပြိုကျသွားချိန်မှာ Hotel Twin Peak မိနေတဲ့တွေကိုအချိန်မီကယ်ဆယ်ခွင့်မပေးတာကြောင့်လူသေဆုံးမှုများတဲ့အပြင် ကျူကြပြီးနောက်ပထမဦးဆုံးရောက်ရှိတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့ကိုဝင်ခွင့်မပေးခဲ့ကြောင်းမနနေ့ဒေသခံဒူးထန်ကသိရပါဗျ။လက်ရှိမှာဟိုတယ်ပြိုကျမှုကြောင့်ပိတ်မိသေးဆုံးရသူတွေကိုတဝန်းကိုကျပ်သိန်း60နဲ့နေနာချေပေးဖို့ကန့်သတ်မှုတွေရှိခဲ့လို့ဟိုတယ်ပြိုကျမှုကြောင့်မိသားစုဆုံးရှုံးရသူအမျိုးသမီးတူက၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါဗျ။အင်အားပြင်းငလင်းထုတ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီ12ရက်တွင် အသက်ရှင်ရက်ကဲ့တည့်နိုင်သူ9ဦးနဲ့တည်ဆုံးသူ16ဦးရှာဖွေ တွေ့ရှိခဲ့တယ်လို့ Green Wall Hotel ကဧပြီ12ရက်နေ့မှာထုတ်ပြန်ထားပြီးအဲဒီနောက်ပိုင်းထပ်မံထုတ်ပြန်ခြင်းမရှိတာကိုတွေ့ရပါတယ်။ Green Wall Hotel ပိုင်ရှင်ဦးတင်မောင်ဟာရခိုင်စေစိုးရဦးတန်းရွှေလက်ထက်တဲကခရိုနီတူဖြစ်ပြီးအခုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်အာနာသိမ့်ပြီးချိန်မှာခြေရာပြောင်းနေတယ်လို့သိရပါတယ်။